အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ဒီပြန်ကနေပဲစုပုံကောင်းတောင်းပြလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော် Liverpool ရဲ့အကြောင်းဆွေးနွေးမယ်ပေါ့နော်ဒါ Liverpool အကြောင်းလည်းမဆွေးနွေးရနိုင်ရ300လောက်ရှိတော့မယ်နိုင်ရ300တော့မရှိတော်တော်ကြပါပြီဒါကျွန်တော်ကိုယ်တိုင်လည်းခီးခီးသွားနာတယ်ကျွန်တော်အခုလက်ရှိမှာပြန်လာတာနဲ့ရှုပ်ရှက်ခတ်နေရတဲ့အတွက်ဒါအပြောင်းအရွှေ့အကြောင်းတိတ်တော့မပြောဖြစ်ဘူးအပြောင်းအရွှေ့အကြောင်းမဟုတ်ဘူးအဲ့ဒါကျွန်တော်နည်းနည်းလေးပြောမှာ လီဗာပူးဘာလဲဘယ်လဲပေါ့နော်အဲ့တော့လက်ရှိမှာဗျာကျွန်တော်အတွက်ကိုထူးဆန်းနေတာကိုတွေ့ရတယ်မှာပါတော်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 လေးကိုထူးဆန်းတာလီဗာပူးပြည်သက်တွေဂျာတယ်မှာအခုလက်ရှိမှာအာနီစလော့ကိုအသင်းကနေထွက်ပေးဖို့တောင်းဆိုရတဲ့လူတွေစတင်ပြီးတွေ့လာခဲ့တယ်ဒါထူးဆန်းစွာနဲ့ဗျာလူကေကမြန်မာပြည်ကလူတွေကစအာနီစလော့ကဒါ out of debt ဖြစ်နေတယ်ဆိုပြီးတော့တရားဝင်တာပြောလာခဲ့တာကိုတွေ့ရမှာပေါ့နော်ကျွန်တော်တို့ကဒါတော်တော်လေးကို surprising ဖြစ်စရာကောင်းတယ် လီဗာပူးပရိသတ်တွေလို့တော့ခံစားရခြင်းမရှိဘဲဒါမသိမဲ့ဒါ Chelsea ပရိသတ်တွေဒါလီဗာပူးတွေရောက်သွားသူတော့ဘာလို့ Chelsea ပရိသတ်တွေကအရင်တုန်းကအလိုမှတ်ဒါသိကြလို့သူ Chelsea ကဟိုးရင်ခက်ကဒါနီးပြတဲ့ကွာဒါကျွန်တော်ဖလားမစွမ်းဆောင်ပေးနိုင်ဘူးဆိုရင်ချက်ချင်းဆိုတော့အသင်းကနေထုတ်ပြဖို့အတွက်တောင်းဆိုလေးရှိတယ်ဒါ Chelsea ပရိသတ်တွေသွားတဲ့ပုံစံမျိုးပေါ့နော်အဲလက်ရှိမှာဒါကျွန်တော်တို့မှတ်မဲ့အခုလက်ရှိမှာ Chelsea ပရိသတ်တွေတော့မှဒါမျိုးမဟုတ်တော့ပြောင်းသွားပြီသူတို့နေစိတ်ကဲပြောင်းလဲဖြစ်ပြီးလက်ရှိမှာဘူလီတို့လက်ထက်မှာ project ဆိုတဲ့ဒါ Warhara ကြီးဂျာမန်ဒါကျွန်တော် Chelsea ပရိသတ်တွေတော့နင်းမွန်းသွားပြီလို့ပဲဆိုရမယ်တဲ့မှာပါတယ်ဒါပေမဲ့အခု လက်ရှိမှာ liberal ပြည်သက်တွေစီကနေပြီးတော့ဒီလိုမျိုးပုံစံမျိုးတွေ့လာခဲ့တယ်။အဓိကကခုနကပြောသလိုပဲ။ဒါအသိန်းကနေပြီးတော့ဒါကျွန်တော်တို့ အာနီစလော့ကဒါ dev machine ကိုထွက်သွားဘူးပေါ့နော်ထူးဆန်းဆိုရင်ဒါကျွန်တော်အင်္ဂါဟိုကျွန်တော်ဒါပထမ Twitter ပေါ်မှာ true နေတယ်လို့ပဲထင်တာပါဒါ Twitter ပေါ်မှာဒါကျွန်တော် true နေတဲ့လူတွေပေါ့နော်ထုံးဝန်တိုင်းဒါဒီလိုပုံစံမျိုးလေးတွေပဲကျွန်တော်ကတော့ထင်တယ်ဒါ personally ကပထမတည်းဒါမဟုတ်ပြ local မှာကအစားဒါအာနီစလော့နေတာအသိကထွက်သွားပြီးဘူးတွေ့တာကျွန်တော်တကယ်တချို့ page တွေကပေါ့ local က page တွေအစားရေးလာခဲ့တာကိုတွေ့ရကျွန်တော်တော်လေး surprise ဖြစ်တယ်ဗျအခုလည်းရှိမှာဟုတ်ပါအာနီစလော့နေတကယ်တမ်းခြေစွမ်းပတ်ရနှလုံးရောဂါနဲ့ကြီးနေရတယ်ဆိုတာအမှန်နဲ့ ဒါပေမဲ့ဓာကြီးတစ်ခုလုံးကအာနီစလော့အပေါ်မှာတော့တက်ဆိုင်နေခြင်းတော့ကျွန်တော်အနေနဲ့တော့မရှိဘူးလို့မြင်တယ်။ဟုတ်တယ်ဟုတ်လား technical output ရကျွန်တော်လည်းဒါမြင်ရတာပဲဗျာကျွန်တော်တို့ technical အရာအပြည့်ဝနားမလည်တဲ့ကောင်းတော်မြင်နေရတယ်ဆိုပေမဲ့တကယ်တမ်းဓာကြီးအကုန်လုံးကဟိုအာနီပုံမှာအကုန်လုံးတက်ရောက်မှုရှိနေတယ်လို့မမြင်ဘူး။ဒါဒီနေ့မှာဗျာကျွန်တော်တို့ FFG ကိုလည်းဒါလက်ညှိုးသွားချိုးလို့မရအောင်အကုန်လုံးကဘာလို့ FFG လည်းသူတို့လည်းတက်နိုင်တဲ့ဘက်ကဝယ်ပေးတယ်။ဒါပေမဲ့ပြဿနာအပြားဒါ player declining ဖြစ်သွားတဲ့ဥစ္စာတွေကအများကြီးအများကြီးရေးကြည့်အစကားတွေလည်းအများကြီးပြောလာခဲ့တယ်။ပြီးတော့မထင်မှတ်ပဲနဲ့ unexpected leaves ဆိုတာလည်းရှိတယ်။ အဲ့ဒါလေးကလည်းအများကြီးစကားပြောတယ်။ဒါခမရတို့နော်ကျွန်တော်ဒါတစ်ခါကျရင်ဟူဗန်ဒိုက်ပြောတဲ့စကားကိုတချို့ကျတော့ရည်ကြတယ်ဗောနော်။ဟာဒါကခမရဒါကြီးကဟူ reasoning တကူနိုင်တော့ဆောက်တန်မထွက်ဘူး။မနိုင်မှဒီလိုဆောက်တန်ထွက်တယ်ဆိုတော့ဥစားဖြစ်တယ်။ခမရကိုကျွန်တော်အပွန့်ပွန့်လေးလေးပြောပြမယ်။ကျွန်တော်လွန်ခဲ့တဲ့2018ပတ်ချာလေဝင်းကျင်ကြကကျွန်တော်ရဲ့အတိတ်တယောက်မထင်မှတ်ပဲနဲ့ဆုံးပါသွားခဲ့တယ်ဗောနော်။ ကျွန်တော်ဒါတော်တော်လေးကိုရင်းနှီးတဲ့ close friend ဟိုကိုကိုကိုအင်္ဂလိပ်ပြောမှာဆိုတော့ကျွန်တော်ရင်းနှီးတဲ့တကယ်ကြီး close friend ပေါ့ close friend တယောက်ဆုံးသွားဆုံးပါသွားခဲ့တယ်ဆုံးပါသွားခဲ့တဲ့အချိန်မှာကျွန်တော်ကျွန်တော်ဒါနေ့တိုင်းဒါအနေတူကအလုပ်လုပ်နေတဲ့ဘဲပေါ့ဗျာဒါကျွန်တော်မထင်မှတ်ပဲနေတာအာကားဆက်ရနေဆုံးသွားတယ်ပေါ့ဗျာမမေဒါကျွန်တော်နဲ့အရန်ကြီးခင်တာမို့ကျွန်တော်တို့ဒါလုတ်ဖို့ခိုင်းပဲကျွန်တော်လည်းအလုပ်လုပ်ရပုံ2018တော့ကျွန်တော်အလုပ်တီချာဆက်လုပ်နေနေဆိုတော့အဲ့တော့ကျွန်တော်ဖျားဆူလေးလက်တော့ကျွန်တော်အလုပ်ထမစိတ်မရှိဘူးဘာလို့လဲဒီမဲကျွန်တော်လုတ်လုတ်နေတယ်ကျွန်တော်ဟာဒီဘဲကိုကျွန်တော်တတိယရယ်ဆိုတာဗျာအဲ့ဒါမှထိထိတယ်ဗျာအဲ့တော့ အာတော့ပြောတာကဘာပြောလဲဆိုတော့ဗန်ဒိုက်ပြောတော့ရှင်းတယ်ကျွန်တော်ကွင်းတွင်းနေမဟုတ်ဘူးကွင်းပြင်နေပါကျွန်တော်ခန်းစားနေရကျွင်းပြင်ရဥစ္စာခင်ဗျဒီကိုဂျူတာရဲ့ effect ကခင်ဗျထင်တာထက်အများကြီး impact ကြီးတယ်အသင်းပေါ်မှာတချို့လူတွေကအဲ့ဒါကိုဟာသက်မှာဒါကြီးကိုခင်ဗျ reason မထင်နဲ့ခင်ဗျတကယ်ဥပမာကျွန်တော်ဒါဥပ္ပလင်းပြောပြမှာကျွန်တော်ဒါကိုစိုးသိန်းတစ်ခုဖြစ်တော့ကျွန်တော်တပတ်လောက်အေးပေါ့ကျွန်တော်လည်းဒါကျွန်တော်အဝေးရောက်နေတဲ့လူကကိုစိုးသိန်းနဲ့ကျွန်တော်မတွေ့ရအဲ့တုန်းက၄နှစ်လောက်ပတ်ချာလဲဝင်ညာရှိတော့မဲ့လူတော်မှာကိုစိုးသိန်းဆုံးသွားတဲ့အချိန်မှာကျွန်တော်တပတ်နှစ်ပတ်တော့ကျွန်တော်ဘာမှလုပ်လို့မရအောင်ကျွန်တော်တော်လေးဖြစ်ဥပမာကိုကျွန်တော်ကျွန်တော် ဟိုဟာဖြစ်တယ်ကျွန်တော် ကောင်မလေးနဲ့စကားပြောတဲ့အချိန်မှာဟိုဟာဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အမြဲတမ်းပြန်ပြောပြောတဲ့အချိန်မှာဗတ်တလဟိုအဲ့ဒါကြီးကတကယ်တမ်းပြော impact ဖြစ်တယ်အဲ့တချို့ကြတာခုနကပြောဆိုကိုယ့်ရဲ့ချစ်ခင်တဲ့လူတွေဒါကိုယ်နဲ့အလုံးလုံးတဲ့လူတွေတဏှာထဲမှာလုံးလုံးတဲ့လူတွေဆုံးပါသွားတာအမ်ရှမ်းဘသိပြီးမရှိရတော့လူမှုခံစားရတယ်ဖြစ်တယ်ဒါပေမဲ့ van night ပြောတော့ကျွန်တော်နားလေအမှန်တမ်းပြောကျွန်တော် van night ပြောတဲ့နေရာကိုကျွန်တော်နားလေဒါပေမဲ့တချို့ကြတာ van night ကိုဒါပြောဒါမျိုးကဒါမပြောသင့်ဘူးဆိုတော့ သူကပတိန်တယောက်ဗျာသူသူသူကဘာဆိုအာချာဗင်လည်းမဟုတ်ဗန်ဒိုက်ဘာပြောနေသူဘာပြောနေသူသိပြီးသားအဲ့တော့သူပြောတယ်ဆိုတာသူ့အတိနဲ့အသင်းသားကုံတော့သူ represent လုပ်ပြီးပြောတာဒါကိုကျွန်တော်နားလည်လို့ရပြီးတော့နောက်တစ်ခုအာနီစလော့အနေနဲ့ tactical out depth ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်မှာဗျာဒါဘုမွန်လင်းပြောမှာဆိုရင်အာနီစလော့အနေနဲ့ဒါတကူပါညာပဲကတ်နိုင်တာဟုတ်ပြီမယ်တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုအာနီစလော့ရဲ့လက်ရှိ losing ring က upgrade ဖြစ်သွားတဲ့ movement တွေရှိလို့ downgrade ဖြစ်သွားတဲ့ movement တွေအများကြီးရှိတယ်ဥပမာအာနီစလော့လက်ထက်မှာလုံးဝမရှိတဲ့ movement တွေရှိတယ်လူဝစ်ဇီယက်ထွက်သွားတဲ့အာနီစလော့လက်ထက်မှာလုံးဝမရှိဘူး နော်ရောဘင်ဆင်ကြာလာတယ်ဆာလာကြာလာတယ်အာရူးထွက်သွားတယ်ဒါဒီအကုန်လုံးကလုံးဝဒါကျွန်တော်တို့အာနီစလော့ရဲ့လက်ထက်မှာမရှိဘူးဒါဘုံမွန်လင်းလင်းပြောတာအခုလက်ရှိမှာဒါအာနီစလော့အနေနဲ့လေဒါခုနကပြောသလိုသူတို့သူအခုလက်ရှိမှာလီဗာပူးပြည်သက်တွေတည်ပါတယ် နီးပြလူကျင်တဲ့ကစားသမားတွေကိုလက်ရှိလီဗာပူးတင်းကဝယ်ထားတာလီဗာပူးဘုတ်ဖွဲ့ကကြိုက်တဲ့ကစားသမားတွေကိုလီဗာပူးကဝယ်ထားတာလားဆိုတဲ့အဖြေကအကုန်လုံးသိပြီးသားပါမိုက်ကယ်အက်ဝတ်တို့ဒါကျွန်တော်တို့လက်ရှိရစ်ချတ်ဟျူးစ်တို့ကိုတန်းကဒီကစားသမားတွေကိုကြိုက်လို့ဝယ်ထားတဲ့ဥစ္စာဖြစ်တဲ့လက်ရှိမှာလီဗာပူးအသင်းကမန်နေဂျာကိုခန့်ထားတာမဟုတ်ဟက်ဒ်ကိုချ်ကိုခန့်ထားတာမန်နေဂျာဆိုတာဒါအပြောင်းအရွှေ့မှာဝင်ပါလို့ရတယ်ဒါကျွန်တော်နီးပြတယောက်ဖြစ်ပြီးအခုလက်ရှိမှာ လီဗာပူးရဲ့အာနီစလော့ကသူကတော့ဘယ်နေရာတွေကိုလူတယ်ဘယ်လိုပုံစံမျိုးတွေကိုပဲလူတယ်ပြောပိုင်ခွင့်ရှိပြီသူကတော့ဘယ်ကစားသမားကိုကြိုက်တယ်လို့ပြောပိုင်ခွင့်မရှိတဲ့ဒီပြရတယ်ဟုတ်တယ်နောက်ဆုံးပြဒီကစားသမားအသင်းကိုရောက်လာမယ်ဆိုတော့ညင်းပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကစားသမားတွေကိုအသင်းဘက်ကသာအဓိကရွေးချယ်ပေးတာဖြစ်တယ်အာနီစလော့ကျွန်တော်ဂျာဂျန်ကလပ်လက်ထက်တုန်းကလည်းဒါဒီလိုမျိုးဖြစ်ခဲ့တဲ့ moment တွေရှိတယ်အဲ့မဲ့ဂျာဂျန်ကလပ်တောင်ဆိုင်ရောက်ချင်းဒါ movement တွေမှာဒါ struggle ဖြစ်ခဲ့ရတဲ့ movement တွေအများကြီးရှိပါတယ်အဲ့တော့တခါကျရင်အာဒီစတိုနေကျွန်တော်ထွက်တဲ့နေလို့တော့မမြင်သေးဘူးဘာလို့ သူလုတ်ပြနိုင်တာအများကြီးရှင်ဘာလို့လဲမနစ်ကပြတာဟုတ်တာပေါ့ဟာဂျာဂျန်ကလော့ထားခဲ့တဲ့လူစည်းမလို့အဲအဲ့ဒါဆိုဂျာဂျန်ကလော့ကအဲ့တုန်းကဘာလို့မလုတ်ပြနိုင်ခဲ့လဲကျွန်တော်မေးလို့ရတာပဲအဲ့တော့ပြောတော့ဂျာဂျန်ကလော့ဆော်ကားတာမဟုတ်ဘူးပေါ့နော်အဲပြောချင်တာဂျာဂျန်ကလော့ကိုအဲ့လူစည်းနဲ့တုန်းကဒါပရီးမီးယားလိဂ်ကိုသူ့ခေတုန်းကဒါတနစ်ပဲရခဲ့တာပဲအခုလည်းသူတနစ်တည်းရပြန်စစ်စားရခုလက်ရှိမှာဂျာဂျန်ကလော့နဲ့ဒါကျွန်တော်ဟိုအာနီဆော့နဲ့ပရီးမီးယားလိဂ်ရတဲ့ရေးတွေ့အခုချိန်မှာဒါကျွန်တော်တို့အာနီဆော့ဒါချန်ပီယံလိဂ်လုံထက်ယူပေးမယ်ဆိုရင်ကလော့ တက်တန်းတက်ရှောင်းနေအခုလက်ရှိမှာတူသွားအဲ့ကြတချို့ကဘာပြောမလဲဆိုတော့ဟာဒါဆိုကလပ်ကဒီအသင်းကြီးကိုဘေးလတ်လုပ်လေအခုလက်ရှိမှာအာနီစလော့ကိုလည်းဘေးလတ်လုပ်ခွင့်ဘေးလိုက်လေကျွန်တော်ပြောပရီးမီယာလိဂ်နှစ်နှစ်ဆက်သုံးနှစ်ဆက်ရအောင်ဒါကျွန်တော်အဲ့လောက်ကြီးလွယ်ကူနေတဲ့လိလေမဟုတ်ဘူးကျွန်တော်ပြောရသေးတာစီတီရသွားဆိုစီတီသိနေတာကြောင့်ငွေကို share သုံးပြီးဒါကျွန်တော်တိတ်တိတ်ချာချာဘေးလတ်လုပ်ပြီးမှလို့ဒါကျွန်တော် travel ဘာညာယူခဲ့တာရှိအဲ့ဒီ travel မှာလည်းစီတီသိဘလောက်ရင်းလိုက်ရတယ်ဆိုတော့စီတီပြည်သက်တွေကိုယ်တိုင်သိပြီးသားပဲအဲ့တော့ပြောချင်တာဗျာလက်ရှိမှာဒီနှစ်မှာဆိုရင် လဘဘဘကလိုအပ်ချက်တွေရှိခုနပေါ်တယ်လုံးဝ unexpected လိုအပ်ချက်တွေရှိသွားတယ်။ဥပမာဒါကျွန်တော်ဆာလာတကယ် radically decline ဖြစ်သွားတယ်။လုံးဝဘဒူးမကိုမတင်ထားတဲ့နှုံးနဲ့ဆာလာကြတယ်။ အဲ့ဒါအဲ့ဒါကိုမျောလင့်ထားတာဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ပါရှယ်လီမျောဘာလို့ဆိုတော့ကိုယ်တိုင်လည်းဒီလိုမျိုးကစားသမားတယောက်ကိုယ်ရည်အသင်းမှာမြင်ခဲ့ရအောင်ဒါမျိုးဖြစ်မယ်ဆိုကိုယ်ရည်တွတ်ထားပြီးသားဥပမာဆောဟောင်းမင်းဆောဟောင်းမင်းဒါကျွန်တော်တို့မနစ်ကနေမှလည်းတနစ်က IH poster ကလူရောက်တဲ့နေ့တည်းမှာဆောဟောင်းမင်းရဲ့ခြေစွမ်းကလမ်းပြန်ထွက်နေတယ်လုံးဝသတင်းလုံးကိုဒါစုံလန်းကြီးတို့ဒါ Richardson နဲ့ရတယ်မှာ Tyson နေရာမှာ Santa Forward ကြီး carry လုပ်ချသွားတယ် နောက်နေ့လဲကြောက်သွားတာပဲဘာမှကိုလို့လို့မရတက်စလိုင်းဝင်ခိုင်းလို့လို့မရစနာဖောလို့လို့မရအခုမှသူကဆို MLS မှာဟုတ်နေပြန်တာပဲကျွန်တော်ကစာလိုက်ဒီတိုင်းပဲသူဒါကျွန်တော်မိစာကုန်ကန်နေမလို့စပြီးဆွတ်ဆက်ပြီးလောင်ကျွမ်းသွားတယ်မိလို့ပဲမနေ့ကလုတ်ပြရင်လုတ်ပြသွားမှာဒီနေ့မှအဲ့လောက်ရချင်မှရမှာအတိုက်ပဲကစကားပြောလာပြီအခုကလက်ရှိမမေရအာလီဘိုပရချိုပရိတ်တက်တွေကဒါလီဘိုကဒါစာလောက်ကိုစာရုပ်သွင်းမချုပ်တော့လဲမချုပ်လို့အခုလက်ရှိမှာချုပ်တော့လဲဒီကောင်အဲ့လောက်တိတော့ချုပ်သွားလာဆိုပြီးမိကွန်းနေထုတ်တယ် တော့ပြိတ္တကတော့ဗျာခုနပေါ်တယ်ရလေလူလေးဦးတစီပါပဲဒါကတော့ပြောလို့ပြောကြမှာအဲ့တော့လူဝဲစီရဲ့ချက်ခွာခြင်းလေဘဘူးဘက်ကနောက်ဆုံးချိန်ဒါကျွန်တော်တို့ဘက်ကမှားသွားတယ်ဒီအချိန်မှာလူဝိဇီယားဆိုစာရုပ်တင်တဲ့တို့ဒါဘိုင်ယန်မြူးနစ်ပြီးတဲ့ဈေးတိုင်ကန်းလှမ်းနေဒါပေမဲ့ လူဝစ်ဇီယက်စ်ကိုတန်မနေချင်တော့ဘူးသူအနေနဲ့သူကဒါဘိုင်ယန်မြူနစ်ကို challenge အသစ်တင်တယ်သွားချင်တယ်သွားရပါတယ်ဘာမှလုပ်လို့မရအောင်ဒီကိုဂျိုတာဆုံးပါတယ်အဲ့ဒါကြီးကဘာမှမထိဘူးမှထိပေးလို့မရအောင်ပြီးတော့ရော်ဘတ်ဆင်တို့ဒါကျွန်တော်တို့အာနုထွက်သွားတယ်အာနုထွက်သွားမယ်ဆိုတာနောက်ဆုံးချိန်ကြီးလီဗာပူးကအာနုတော့စ조사ပေးခဲ့တယ်အာနုမနေချင်ဘူးထွက်သွားတယ်ဒီနေရာမှာလီဗာပူးကလာ market ထဲမှာရှိတဲ့ကစားသမားအကောင်းဆုံးဖြစ်နိုင်တဲ့ကစားသမားတယောက်ကိုခေါ်ခဲ့တာပဲ left back မှာဆိုလီဗာပူးခေါ်ခဲ့တဲ့ကလာကက်ဆိုအဲ့ချိန်က market ထဲမှာအကောင်းဆုံးကစားသမားပဲ လက်ဘက်ကရိုက်ဘက်ကလီဗာပူးခေါ်ခဲ့တဲ့ဒါကစားသမားတွေကဒါမားကတ်တွေမှာအကောင်းဆုံးရနိုင်တဲ့ movement နေတဲ့ကစားသမားပဲဒါပေမဲ့ဒီလိုပုံစံမျိုးဖြစ်လာဆိုဘာလို့မှမထင်တာဘူးပြလီဗာပူးတဲ့ဒီနှစ်မှာကျွန်တော်တို့ကဒါပိုင်ရှင်နေနဲ့လက်ဟာခဲ့တာဆိုလို့ခန်းစစ်အရင်မခေါ်ပေးခဲ့တာတခုကကျွန်တော်နဲ့ရည်ရဟာခဲ့တယ်လို့ပဲမြင်တယ်။ကျန်တဲ့ movement တွေအကုန်လုံးကဗတာဒါ unexpected movement တွေဖြစ်သွားတယ်။ဒီပြဆိုတော့ရှိတာနဲ့ဖြစ်အောင်လုပ်ရမယ်ဆိုတော့မှိုင်မဲ့ဒါအခုလက်ရှိမှာလီဗာပူးတင်များကျွန်တော်တို့အရင်ဆွတ်ဆက်ပြီးတော့တိုင်ပတ်နေတာလည်းမဟုတ်ဘူး။ကျွန်တော်ပြောတာ ပြန်လာနိုင်စွာရှိတယ်အခုလက်ရှိမှာဗျာကျွန်တော်အာဆက်အဆင့်တက်ကအာဆင်နဲ့ဘယ်နှမှတ်กว่าသေးလို့လဲဒါကျွန်တော်လက်ရှိ international break ပြီးပြန်နိုင်ပြန်လာနိုင်တာပဲလေကျွန်တော်ပြောအဲ့တော့စိတ်ရှည်ပါဆရာသမားတွေအာနီးဆိုလဲဟိုနောက်တစ်ခါကျရင်ဒါ pension မမဟုတ်တာဟုတ်တယ်မလားကျွန်တော်ပြောသူလည်းသူကသူသွားအောင်အဲ့တော့တစ်ခါကျရင် AC AC ဗျာလေဟိုနောက်တော့သူပဲ လာမဘောလေဘဘူးတင်းကနော် at least plot လုံးတော့ရမနှလုံးတော့ရမှာပဲဘာဖြစ်လို့မပူပါနဲ့ကျွန်တော်ဒီတိုင်းဆိုကျွန်တော်ပြောနေတယ်အဲ့တော့လောက်ပဲဘလုံးပွဲကိုကြည့်ရှုနေဆိုရင်တော့ youth sport media 3.0 TV for you တို့မှအကျေလူစံပေါအောင်ကုညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့နေနောက်မှာပဲ AC တွေ့ကြရပေါ့ Dave ဗျာ